2025ခုနှစ်ဒီဇင်ဘာလ17ရက်ရက်နောက်ဆုံးရသတင်းတွေရဆိုရင်ထိုင်းနဲ့ကမ်ဘောဒီးယားနယ်စပ်မှာပြည်ပခါတွေဟာအရင်ထက်ပိုပြီးပြင်းထန်လာခဲ့တယ်လို့သိရပါတယ်။ဒီအခြေအနေဟာနိုင်ငံရေးတင်းမာမှုတွေအပြင်ဒေသခံစီးပွားရေးလုပ်ငန်းတွေနဲ့ပြည်သူလူထုအပေါ်မှာပါကြီးမားတဲ့တက်ရောက်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်ခင်ဗျာ။အထူးကြောင့်ကတော့မင်းညာကထိုင်းပြင်းလေတက် RDF ဟာသူတို့ရဲ့ F16 တိုက်လေယာဉ်တွေကိုအသုံးပြုပြီးကမ်ဘောဒီးယားနိုင်ငံ Aldermian Chi ပြည်နယ်တွေက Type Cookie Area ကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာပါပဲ။ သူတို့ဟာအဲ့ဒီနေရာမှာရှိတဲ့ကာစီနိုရုံပိတ်မှတ်တွေကိုအပြင်းပောက်ကွဲစေတဲ့ဘုံတွေကျဲချခဲ့တယ်လို့သတင်းရရှိပါတယ်။ဒါအပြင်ထိုင်းကြီးတဲ့အစိပ်ပိုင်းတွေကလည်းဘူရီယန်ပြည်နယ်၊ဘန်ကော့ KI နဲ့မြန်နချင်းဆိုင်ချိုက်ကိုဂီ area တွေကကာစီနိုတွေအနီးမှာရှိတဲ့ကမ်ဘောဒီးယားစီတိုလောင်ရုံတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါသေးတယ်။ထိုင်းတပ်ဖွဲ့တွေကဒီပိတ်မှတ်တွေကိုတိုက်ခိုက်ခဲ့ရတဲ့အဓိကအကြောင်းရင်းကတော့ထောက်လန်းရေးသတင်းတွေကအတည်ပြုခဲ့တာကြောင့်ပါ။အဲ့ဒီကာစီနိုနဲ့စီတိုလောင်ရုံတွေကိုကမ်ဘောဒီးယားတပ်ဖွဲ့တွေကစစ်ရေးအတွက်အသုံးပြုနေတယ်လို့ထိုင်းဘက်ကယူဆခဲ့ပါတယ်။ ဘလို့အသုံးပြုနေလဲဆိုတော့ထိုင်းတပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့အတွက်အသေးခံ drone များလွှတ်တင်ရနေရလက်နက်ကြီးတွေတူလောင်တဲ့ကိုထောင်နဲ့ BM21 တုံးကြီးများစွာပြစ်လွတ်ဆက်တွေအတွက်လောင်စာဖြည့်တင်းတဲ့နေရာအဖြစ်အသုံးပြုနေတယ်လို့သိရပါတယ်တိုက်ခိုက်မှုတွေပြီးမှ Chaikoki area တွေကကာစီနိုနဲ့စီတူလောင်ယုံတွေကနေကြီးမားတဲ့မှုပုံတံတန်းမီးခိုးနက်လုံးကြီးတွေထွက်ပေါ်လာခဲ့ပြီးပြစ်မှတ်နှစ်ခုစလုံးဟာထိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်ဖျက်ဆီးခြင်းကိုခံခဲ့ရပါတယ်အရိအဆက်မပြတ်ပေါက်ကွဲတံတွေဟာ30ကီလိုမီတာကျော်กว่าအထိကြားရတယ်လို့လည်းဒေသခံတွေကပြောပြခဲ့ကြပါတယ် စိတ်ဝင်စားစရာကောင်းတာကတော့ဒီပဋိပက္ခဟာနေဆက်အငင်းပွားမှုပြဿနာအပေါ်ထိုင်းနဲ့ကမ်ဘောဒီးယားကောင်းဆောင်တွေဟာမလေးရှားနိုင်ငံမှာမလေးရှားဝင်ကြီးချုပ်အပါဝင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ရှေ့မှောက်မှာငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပြီးတလာခွဲအကြာမှာပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီသဘောတူညီချက်ရရှိခဲ့ပြီးမဲ့တိုက်ပွဲတွေကဒီဇင်ဘာလ9ရက်နေ့နေ့လယ်ပိုင်းမှာကမ်ဘောဒီးယားဘက်ကနေထိုင်းဘက်ကိုလက်နက်ကြီးများနဲ့စတင်ပစ်ခတ်ခဲ့ပါတယ်။ဒါအပြင်ဒီဇင်ဘာလ10ရက်နေ့မှာတော့ထိုင်းလီဒါက ကမ်ဘောဒီးယားစစ်စခန်းတွေကိုဘုံကျဲတိုက်ခိုက်ခဲ့ရကနေပြိပခါဟာအချိန်ပြောင်းမြင့်လာတာပဲဖြစ်ပါတယ်။ဒီဇင်ဘာလ17ရက်ကြာသာပတိနေ့နနက်4:35မိနစ်မှာလဲထိုင်းကမ်ဘောဒီးယားနယ်စပ်တစ်လျှောက်မှာတိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့ကြောင်းဒုတိယစစ်ဒေသကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဆူရင်နဲ့ဘူရီယန်ပြည်နယ်ရဲ့နယ်စပ်တစ်လျှောက်ကချောင်းဘူချောင်းအမတာခွိုင်နဲ့တာမန်စတဲ့မဟာပြူဟာကြတဲ့လမ်းကြောင်းတွေမှာစစ်ရေးလှုပ်ရှားမှုတွေကိုထောက်လဲတွေးရှိခဲ့ရတယ်လို့ဆိုပါတယ်။ လက်ရှိအခြေအနေအရဒုတိယစစ်ဒေသကထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာကိုအပြည့်အဝကာကွယ်ဖို့အသင့်ရှိကြောင်းလည်းအလေးပေးပြောကြားထားပါတယ်။လက်ရှိတိုက်ပွဲတွေကြောင့်နယ်သက်ဒေသကဒေသခံပြည်သူတွေဟာအသက်အန္တရာယ်ချင်းချောင်းမှုတွေနဲ့စီးပွားရေးထိခိုက်မှုတွေကြောင့်အကြီးအကျယ်နစ်နာနေကြရပါတယ်။အပြင်းထန်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးတဲ့နောက်မှာနယ်စပ်ဒေသကရွာတွေမှာနေထိုင်သူတွေဟာသူတို့ရဲ့အိုးအိမ်စည်းစိမ်တွေကိုစွန့်ခွာပြီးအစုလိုက်ပြုံလိုက်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။အခုလိုအေးခဲနေတဲ့ရာသီဥတုနဲ့ အဝေးဒီလန်းတွေပိတ်ဆို့နေတဲ့ကြားကတင်းချောင်ရတာဟာအရန်ကိုခတ်ခဲတဲ့အခြေအနေတစ်ခုပါ။နေဇာနှစ်ဖက်စလုံးမှာလူပေါင်းသိန်းနဲ့ချီဟာလုံခြုံတဲ့ခေါ်လွန်ရနေရာတွေကိုရှာဖွေနေကြရပါတယ်။သူတို့ဟာအစိုးရကစီတင်ပေးတဲ့ယာယီရွှေပြောင်းစခန်းတွေမှာနေထိုင်နေကြရပြီးဇူလိုင်လကဖြစ်ခဲ့တဲ့တိုက်ပွဲတွေလိုပဲအခုတိုက်ပွဲတွေကလည်းမြ мян ပြီးသွားဖို့ကိုပဲမျှော်လင့်နေကြတာတွေ့ရပါတယ်။နေဇာပိတ်ဆို့မှုတွေကြောင့်ဒေသခံတွေရဲ့နေထိုင်စီးပွားရေးလုပ်ငန်းတွေလုံးဝရပ်တန့်သွားပါတယ်။နေဇာကုန်သွယ်ရေးဟာအဓိကဝင်ငွေရလန်းဖြစ်တဲ့အတွက်လမ်းတွေပိတ်ပြီးတိုက်ခိုက်မှုတွေဖြစ်လာတဲ့အခါမှာ အခြေခံစားဝင်တွေအတွက်ပါရုံးကန်နေရတဲ့အခြေအနေမျိုးဖြစ်နေပါတယ်။အထူးသဖြင့်ရွာသားတချို့ကတော့သူတို့ရဲ့နွားတွေလိုမျိုးတရိတ်ဆန်တွေကိုစောင့်ရှောက်ဖို့ဒါမှမဟုတ်အိမ်တွေကိုမစွန့်ခွာချင်တာကြောင့်တိုက်ပွဲဖြစ်နေတဲ့ကြားကကြံနေခဲ့ကြတာမျိုးတွေလည်းရှိပါတယ်။ဒါဟာသူတို့ရဲ့ပိုင်ဆိုင်မှုနဲ့စီးပွားရေးကိုဘလောက်ထိတန်ဖိုးထားလဲဆိုတာကိုပြသနေပေမဲ့အသက်အန္တရာယ်ကတော့အကြီးအကျယ်ရှိနေပါတယ်။လက်ရှိတိုက်ပွဲတွေမှာထိုင်းဘင်းရင်လေတပ်က F-16 တိုက်နေခြင်းတွေနဲ့အသေးခံ drone တွေလိုမျိုးကိုအသုံးပြုပြီးကမ်ဘောဒီးယားဘက်ကစစ်ရေးပစ်မှတ်တွေကိုတိုက်ခိုက်နေတာဟာ အတော်လေးကိုထိရောက်တဲ့စည်ရေးဗျူဟာတစ်ခုဖြစ်တယ်လို့စည်ရေးသုံးသပ်သူတွေကမြင်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုလေကြောင်းအင်အားကိုအသုံးပြုခြင်းအဖြစ်ထိုင်းဘက်ကပြင်းပြင်းတပ်ဖွဲ့တွေကိုအန္တရာယ်ဖြစ်စေမှုနှဲပါစေပြီးတစ်ချိန်တည်းမှာပဲကမ်ဘောဒီးယားရဲ့စည်ရေးစွမ်းရည်ကိုတိတိတသားထိခိုက်စေနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။အခုနောက်ဆုံးဖြစ်ခဲ့တဲ့တိုက်ခိုက်မှုမှာဆိုရင်ထိုင်း F-16 တွေဟာကမ်ဘောဒီးယားရဲ့အော်ဒမီယန်ချိပြည်နယ်ကကာစီနိုယုံနဲ့စီးတိုးလောင်းယုံတွေကိုအပြင်းပောက်ကွဲစေတဲ့ဘုံတွေကျဲချခဲ့တာကိုတွေ့ရပါတယ်။ ထိုင်းဘက်ကအဲ့ဒီပြစ်မှတ်တွေကိုအသေးခံ drone တွေလွှတ်တင်တဲ့နေရာလက်နက်ကြီးတွေတူလောင်တဲ့နေရာနဲ့ဒုံးကြီးတွေအတွက်လောင်စာဖြည့်တင်းတဲ့နေရာအဖြစ်အသုံးပြုနေတယ်လို့ထောက်လန်းရေးသတင်းတွေကနေအတီးပြူပြီးမှပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးတီးကြတဲ့ထောက်လန်းမှုပေါ်အခြေခံပြီးတန်မိုးကြီးတဲ့ပြစ်မှတ်တွေကိုဖျက်ဆီးပစ်နိုင်ခဲ့ခြင်းဟာထိုင်းရဲ့လေကြောင်းစွမ်းရည်ကအငင်းပွားပွဲရနယ်စပ်ဒေသမှာဘလောက်အထိအသာစီးရနေလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ် F16 လိုမျိုးခေမီတိုက်လေယာဉ်တွေကိုအသုံးပြုတဲ့အတွက်ထိုင်းဘက်ကမြေပြင်တပ်တွေဝင်ရောက်ဖို့မလိုအပ်ဘဲ ကမ်ဘောဒီးယားရဲ့စစ်ရေးအခြေခံအဆောက်အအုံတွေကိုလှည့်မြန်သွားတဲ့အပြင်းထန်ထိုးနှံနိုင်ပါတယ်။ဒါအပြင်ကမ်ဘောဒီးယားဘက်ကထိုင်းတပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့အတွက်အသုံးပြုနေတယ်ဆိုတော့အသေးခံ drone တွေလွှတ်တင်ရနေရာတွေကိုပိတ်မှတ်ထားဖျက်ဆီးနိုင်ခြင်းဟာထိုင်းရဲ့ကာကွယ်ရေးနဲ့တိုက်ခိုက်ရေးဗျူဟာကိုအဆင့်မြင့်တင်လိုက်တဲ့သဘောလေးဖြစ်ပါတယ်။တကယ်လို့ကမ်ဘောဒီးယားဟာအဲ့ဒီလိုအရသာအဆောက်အုံတွေကိုစစ်ရေးအတွက်ဆက်လက်အသုံးပြုနေမယ်ဆိုရင်ထိုင်းဘက်ကအဲ့ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပဲထပ်ပြီးတုံ့ပြန်ဖို့အလားအလာများနေပါတယ်။ဒါပေမဲ့ဒီလိုလေကြောင်းစစ်ဆင်ရေးတွေရဲ့အားနည်းချက်ကတော့ အရသားတွေထိခိုက်မှုအန္တရာယ်မြင့်မားခြင်းပါပဲ။ထိုင်းဘက်ကကာစီနိုလိုနေရာတွေကိုစစ်ရေးပြစ်မှန်လို့သတ်မှတ်ပေမဲ့အဲ့ဒီမှာအရသားအလုပ်သမားတွေရှိနေနိုင်တဲ့အတွက်နိုင်ငံတကာကနေဝေဖန်မှုတွေပေါ်ပေါက်လာနိုင်ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့ထိုင်းရဲ့နေကြောင်းတိုက်ခိုက်မှုတွေဟာစစ်ရေးအသာချက်ကိုယူဆောင်ပေးနေပြီးကမ်ဘောဒီးယားဘက်ကထိုင်းရဲ့နေကြောင်းအင်အားကိုခုခံကာကွယ်ဖို့အတွက်တုံ့ပြန်နိုင်တဲ့စွမ်းရည်အလွန်နှဲပါနေတာကိုတွေ့ရပါတယ်။ဆိုလိုတာကဒီဗျူဟာဟာလက်ရှိပြည်ပခါမှာထိုင်းအတွက်အဆုံးဖြတ်ပေးနိုင်တဲ့အသာစီးကိုရရှိစေခဲ့တယ်လို့သုံးသပ်နိုင်ပါတယ်။ ဒီနေ့နနက်9:30မိနစ်လောက်မှာလဲနေဇက်တရှောက်တိုက်ပွဲတွေထပ်ပြီးဖြစ်ပွားခဲ့ပါသေးတယ်။ဒုတိယစစ်ဒေသကထုတ်ပြန်တဲ့သတင်းတွေအရဆိုရင်ဥပွန်ရက်ထာနေပြည်နယ်ချောင်းပိုအေရိယာမှာရှိတဲ့နေရာ90ကျော်နဲ့ညနေချင်းဆိုင်နေဇက်တရှောက်မှာကမ်ဘောဒီးယားတပ်ဖွဲ့တွေကထိုင်းစစ်သားတွေကိုအလစ်ငိုက်ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းသွားတယ်ပဲအဲ့ဒီနေရာတွေမှာတော့ထိုင်းဘက်ကစစ်သားတွေထိခိုက်ဒဏ်ရာရတာဒါမှမဟုတ်တေဆုံးတာတော့မရှိခဲ့ဘူးလို့သိရပါတယ်။ဒီဇင်ဘာလ10ရက်ဗုဒ္ဓဟူးနေ့မှာတော့ တိုက်ပွဲတွေဟာစကဲအိုပြည်နယ်နယ်စပ်တခြားကိုရောက်ရှိလာပြီးပထမစစ်ဒေသလက်အောက်ကဘူရဖာစစ်စင်ရေးတပ်ဖွဲ့ဟာကမ်ဘောဒီးယားရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်။ကမ်ဘောဒီးယားတပ်ဖွဲ့တွေဟာ BM21 ဒုံးကျည်များစွာပစ်လွတ်ဆက်တွေအပြင်လက်နက်ကြီးတွေနဲ့ drone တွေပါအသုံးပြုပြီးထိုင်းနဲ့အငင်းပွားနယ်မြေတွေထဲကိုအရက်ပတ်စစ်ပတ်ခွဲခြားမှုရှိပဲပြစ်ခတ်ခဲ့ပါတယ်။ဒီလိုလုံခြုံပြစ်ခတ်မှုကြောင့် Banklong Fan Area ထဲမှာဒုံးကျည်အလုံး80ကျော်ကျရောက်ခဲ့တာဟာတိုက်ပွဲရဲ့ပြင်းထန်မှုကိုထင်ရှားစွာဖော်ပြနေပါတယ်။ ဒီလိုပြင်းထန်သောတိုက်ခိုက်ခံရတဲ့အခါပူရဖာစစ်စင်ရေးတပ်ဖွဲ့နဲ့ထိုင်းပြင်းလေတပ်တို့ဟာချက်ချင်းပူးပေါင်းပြီးတုံ့ပြန်ခဲ့ပါတယ်။သူတို့ဟာ app system တိုက်လေရင်တွေနဲ့ဘန်နောင်ချန်မျက်နှာချင်းဆိုင်မှာရှိတဲ့ကမ်ဘောဒီးယားစစ်ရေးပြစ်မှတ်တစ်ခုဖြစ်တဲ့နယ်ဇက်ကာဝယ်ရေးကုတ်ကဲမှု933ဌာနချုပ်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးပြစ်မှတ်ဟာပြင်းထန်စွာပျက်စီးခဲ့ပါတယ်။ဒါပေမဲ့ဒီဇင်ဘာလ10ရက်နေ့ကစပြီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ထိုင်းစစ်သားစုစုပေါင်း14ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒီပဋိပက္ခကြောင့်နယ်သက်ဒေသကရပ်သားပြည်သူတွေဟာအလွန်တရာဆိုးကျိုးတွေခံစားနေရပါတယ်။ ကမ်ဘောဒီးယားဘက်ကနေဒုံးကျည်နဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ထိုင်းပြည်သူပိုင်းအိမ်တွေလေယာဉ်မြေတွေလျှက်စစ်တပ်တိုင်းတွေနဲ့လမ်းတွေအတော်အတန်ပျက်စီးခဲ့ပါတယ်။ဒါကြောင့်စာကဲဦးပြည်နယ်မှာရှိတဲ့နေဆက်ခရိုင်၄ခုကဒေသခံပြည်သူ38683ဦးလူဦးရေ83ရာခိုင်နှုန်းကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရပါတယ်။ဒီလူတွေကစုစုပေါင်း18030ဦးဟာယာယီခိုလုံရစခန်း၅ခုမှာခိုလုံနေကြရတယ်လို့သိရပါတယ်။ပြည်သူတွေရဲ့လုံခြုံရေးအတွက်ဒီဇင်ဘာလ10ရက်နေ့မှာ ဘူရဖာဆစ်စင်ရေးတပ်ဖွဲ့ကစာကဲရိုးပြည်နယ်နေဆက်ခရိုင်၄ခုမှာည9နာရီကနေနနက်9နာရီအထိညမထွက်ရအမိန့်ကိုပါထုတ်ပြန်ခဲ့ရတဲ့အတွက်ဒေသခံတွေရဲ့နေစဉ်ဘွားဟာတော်တော်လေးထိခိုက်နေပါတယ်။ဒီတိုက်ပွဲတွေမှာသမိုင်းဝင်ဖျားเจ้าတွေကိုစစ်ရေးအတွက်အသုံးပြုရတဲ့ပတ်သက်ပြီးနိုင်ငံတကာဥပဒေဆိုင်ရာအငြင်းပွားမှုလည်းပေါ်ပေါက်လာခဲ့ပါတယ်။ထိုင်းစစ်တပ်ကပရာဆတ်တာခွိုင်ဖျားเจ้าကိုကမ်ဘောဒီးယားဘက်ကစစ်ရေးအတွက်အသုံးပြုခဲ့တဲ့အတွက်စစ်ဥပဒေအရအကာအကွယ်ကိုယာယီဆုံးရှုံးသွားကြောင်းစွပ်စွဲခဲ့ပါတယ်။ ထိုင်းပြည်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဝင်းထိုင်းစူပါရီကထိုင်းနိုင်ငံဟာ1954ခုနှစ်ဟိတ်သဘောတူစာချုပ်ကိုလိုက်နာပါတယ်လို့ရှင်းပြပါတယ်။ဒါပေမဲ့ဒီစာချုပ်မှာချွင်းချက်များပါဝင်ကြောင်းသူကအလေးပေးပြောကြားခဲ့ပါတယ်။အဲ့ဒီချွင်းချက်တွေအရရင်ကျေးမှုနေရာတွေကိုစစ်အခြေဆိုင်စခန်းလက်နက်တူလောင်ယုံဒါမှမဟုတ်ပြစ်ခတ်ရေးနေရာလိုမျိုးစစ်ရေးအတွက်အသုံးပြုမယ်ဆိုရင်စစ်စင်ရေးတွေအတွက်၎င်းတို့ရဲ့ဥပဒေအကောက်အွယ်ကိုဆုံးရှုံးနိုင်တယ်လို့ဆိုပါတယ်။ဗိုလ်ချုပ်ဝင်းထိုင်းကကမ်ဘောဒီးယားဘက်ကရှေးဟာဖျောက်ကြောင်းတွေဖြစ်တဲ့ ရာဆက်တာခွိုင်းနဲ့ပရဗီဟီယာဖျားเจ้าဝင်းတွေကိုလက်နက်စနစ်တွေ KMB ကြောက်တူလောင်ယုံတွေမြေမြုံမိုင်းတွေထားရှိတဲ့စစ်ရေးခြေဆိုင်စခန်းတွေဖြစ်အုံပြုခဲ့တဲ့အတွက်ကမ်ဘောဒီးယားကသာနိုင်ငံတကာဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့ပြက်ပြက်သားသားပြောကြားခဲ့ပါတယ်။အဲဒါကြောင့်ထိုင်းနိုင်ငံဟာနိုင်ငံတကာစည်းမျဉ်းတွေနဲ့အညီလိုအပ်တဲ့အတိုင်းအတာနဲ့ကာကွယ်ရေးလှုပ်ဆောင်ပိုင်ခွင့်ရှိတယ်လို့သူကကောက်ချက်ချခဲ့ပါတယ်။ဒီပဋိပက္ခဟာနေဆက်ကုံတွေရေးကိုလုံးဝရပ်တန့်သွားစေခဲ့တာကြောင့်ထိုင်းရင်းနှီးမြုံနယ်သူတွေနဲ့စီးပွားရေးလုပ်ငန်းတွေပေါ်အလွန်ကြီးမားတဲ့တက်ရောက်မှုဖြစ်စေခဲ့ပါတယ်။ ဒီဇင်ဘာလ၈ရက်နေ့ကဒုတိယကြိမ်တိုက်ပွဲတွေပြန်လည်စတင်ခဲ့ပြီးနောက်မှာထိုင်းပြည်နယ်ခုနှစ်ခုနဲ့ထိစပ်နေတဲ့ကီလိုမီတာ၈၀၀ရှိတဲ့နယ်စပ်တစ်လျှောက်ကနယ်စပ်ဖြတ်ကျော်စခန်း၁၈ခုစလုံးကိုပိတ်ပစ်ခဲ့ပါတယ်။ထိုင်းကမ်မောဘကမ်မောရီယာစီးပွားရေးကောင်စီရဲ့ဥက္ကဋ္ဌဖြစ်သူဘိုရာဒယ်တန်တီမွန်ကိုလ်ဆုကအချိန်နဲ့ပဲချိန်မှပြေးလိမ့်မယ်ဆိုတော့ကိုခံမှန်းဖို့လုံးဝမဖြစ်နိုင်တော့ဘူးလို့ပြောကြခဲ့ပြီးအရင်တုန်းကလည်းဒစိတ်တစ်ပိုင်းဖွင့်ထားတာမျိုးမရှိပဲနယ်စပ်ဂိတ်တွေဟာတရားရဂိုင်နှုန်းပိတ်ထားရတဲ့အတွက် ကုန်သွယ်မှုပေါ်တက်ရောက်မှုကအရင်ထက်ပိုပြီးကြီးမားလာတယ်လို့အလေးပေးပြောကြားခဲ့ပါတယ်။အထူးသဖြင့်ကမ်ဘောဒီးယားမှာထုတ်လုပ်မှုအခြေစိုက်စခန်းရှိတဲ့ထိုင်းကုမ္ပဏီကြီး၅ခုကနေ၁ခုဟာပြိပခါတွေကြောင့်စိုးရိမ်မှုတွေပုံနဲ့ဆိုင်လာပြီးလုပ်ငန်းတွေဆက်လက်လည်ပတ်ဖို့ပိုခတ်ခဲလာတယ်လို့ထိုင်းထဲကျုပ်လုပ်ငန်းများအသင်းရဲ့ဥက္ကဋ္ဌဖြစ်သူထာဂွန်ကန်နိုဘာလီဝေါင်းကထုတ်ဖော်ပြောကြားခဲ့ပါတယ်။နယ်စပ်ဂိတ်တွေပိတ်လိုက်တဲ့အခါထိုင်းနိုင်ငံကနေကုန်ကျန်းထယ်ရီပို့ဆောင်တာဟာပုံမှန်လမ်းကြောင်းကနေ၃ရက်သာကြာပေမဲ့ အခုတော့ပင်လယ်ရေကြောင်းနဲ့ပို့ရတဲ့အတွက်နှစ်ပတ်အထိကြာမြင့်သွားခဲ့ပါတယ်။ဒါကြောင့်လုပ်ငန်းရှင်များသောဟာထိုင်းကုန်ကျန်းတွေအစားဗီယက်နမ်ကနေမှာယူနေကြရပါပြီ။ကမ္ဘောဒီးယားမှာဆိုရင်ကုန်ထုတ်လုပ်မှုစရိတ်ဟာတည်ယူပို့ဆောင်ရေးစရိတ်နဲ့အလုပ်သမားစရိတ်နှစ်မျိုးစလုံးမြင့်တက်လာတဲ့အတွက်နှစ်ဆသုံးဆအထိမြင့်တက်လာပါတယ်။ဒါအပြင်ကမ္ဘောဒီးယားရဲ့အလုပ်သမားစရိတ်အားသာချက်ဟာထိုင်းနိုင်ငံရဲ့တရက်ဘတ်၄၀၀နဲ့ရှင်ရင်20ရာခိုင်နှုန်းလောက်သာကွာခြားတော့တာဖြစ်ပါတယ်။ American နဲ့ဥရောပသမဂ္ဂတို့ကကမ္ဘောဒီးယားကိုပေးထားတဲ့ GSP အခွန်သက်သာခွင့်တွေဟာလည်းပျောက်ဆုံးသွားပြီဖြစ်တဲ့အတွက်အထက်ကျုပ်လုပ်ငန်းတွေအတွက်စီးပွားရေးဖိအားတွေပိုပြီးများလာစေပါတယ်။ဒီလိုအခြေအနေတွေကြောင့်နေဆက်တွေအများဆုံးပြန်မဖွင့်နိုင်ဘူးဆိုရင်ထိုင်းဆက်ယုံများသောဟာကမ်ဘောဒီးယားကထုတ်လုပ်မှုကိုဖြည်းဖြည်းချင်းလျှော့ချပြီးထိုင်းနိုင်ငံဒါမှမဟုတ်အခြားနိုင်ငံတွေစီကိုရွှေ့ပြောင်းသွားဖို့အလားအလာမြင်မာပါတယ်လို့ဥထာဝန်ကတုံ့တက်ပြောကြားခဲ့ပါတယ်။ပရိပခရဲ့နောက်ဆက်တွဲအနေနဲ့ကမ်ဘောဒီးယားစစ်ကွက်ကိုကုန်ပစ္စည်းတင်ဖို့ရောင်းချနေတဲ့ထိုင်းမှတ်တပ်စိတ်တွေဟာလည်းအယောင်တိတိတသာကြာဆင်းလာမျိုးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဥပမာအနေနဲ့ Melody Group လို့ကုမ္ပဏီမျိုးဆိုရင်နှုတ်ထွက်ပစ္စည်းအယောင်နှိပ်ကွင်းမှုကြောင့်တတိယ3လပတ်အယောင်1.300ခန်းလုံးကျဆင်းခဲ့ပါတယ်။ဒီအခြေအနေကဒီလောက်နဲ့တည်းမပြီးပဲစီးပွားရေးကဏ္ဍကသတင်းရင်းမြစ်တစ်ခုကနေထပ်မံသိရတာကတော့ကမ္ဘောဒီးယားမှာထိုင်းကုန်ပစ္စည်းတွေကိုရောင်းချတဲ့ဆိုင်တွေကို influencer ကမျိုးချစ်စိတ်မရှိသူများဖြစ်လူသိရှင်ကြားဝေဖန်မှုတွေလည်းပေါ်ထွက်လာပါတယ်။ဒီလိုမျိုးပြင်းထန်တဲ့လူလူတုံ့ပြန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အတွက်ထိုင်းမှတ်တစိတ်တွေဟာသူတို့ရဲ့ထုတ်ပိုးမှုတွေကိုပါပြောင်းလဲရတဲ့အထိရှောင်တိန်နေရပါတယ်လို့ဆိုပါတယ်။ ဒီလိုခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်ဖို့အတွက်ကမ္ဘောဒီးယားဈေးကွက်မှာလုပ်ငန်းလုပ်ကိုင်နေတဲ့ထိုင်းကုမ္ပဏီတွေဟာနီလန်မျိုးစုံနဲ့အတင်းအကျပ်ပြောင်းလဲလိုက်ရောနေကြရပါတယ်။ဒါမှသာသူတို့ရဲ့ကုန်ပစ္စည်းတွေဟာမျိုးချေစိတ်တဲ့ပတ်သက်တဲ့ဝေဖန်မှုတွေကနေကင်းဝေးပြီးရောင်းအားဆက်ရှိနေဖို့ဖြစ်ပါတယ်။ပထမဆုံးအနေနဲ့သူတို့ဟာကုန်ပစ္စည်းအညွှန်းတွေမှာခမာဘာသာစကားကိုထည့်သွင်းအသုံးပြုလာကြပါတယ်။ဒါအပြင်ကုန်ပစ္စည်းထုတ်ပို့မှုပေါ်မှာပါကမ္ဘောဒီးယားအလံကိုပါထည့်သွင်းဖို့စဉ်းစားနေကြပါတယ်။ဒီလိုလောက်တာကသူတို့ရဲ့ကုန်ပစ္စည်းတွေဟာထိုင်းကလာတာမဟုတ်ပဲ ဒေတာကန်ထုတ်ကုန်လို့ဖြစ်သွားစေဖို့ရည်ရွယ်ပါတယ်။အရေးကြီးဆုံးကတော့ time magazine အဖြစ်ရှင်းရှင်းလင်းလင်းကြော်ညာရောင်းချခြင်းကိုပါရပ်ဆိုင်းထားရတဲ့အခြေအနေရောက်နေပါပြီ။လုပ်ငန်းရှင်တွေကတော့လက်ရှိပြည်ပခါကိုသူတို့ရဲ့စီးပွားရေးတက်ချက်မှုတွေကနေလုံးဝဖယ်ထုတ်လိုက်ပြီဖြစ်ပြီးအခုချိန်မှာထိုင်းနိုင်ငံရဲ့လုံခြုံရေးနဲ့ချုပ်ချာအာဏာကသာအရေးကြီးဆုံးပဲလို့ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။ဥပမာအနေနဲ့ကာရာဘောင်းဖွဲ့ရဲ့အမှုဆောင်ရာရှိချုပ်ဖြစ်သူစတီယန်စတီယန်တန်ဆိုရင်သူ့ရဲ့အားဖြည့်ချိုရေးရောင်းအားဟာ ကမ်ဘောဒီးယားမှာဘတ်တန်းရာနဲ့ချီပြီးဆုံးရှုံးခဲ့ရတယ်လို့ဝန်ခံခဲ့ပါသေးတယ်။ခြုံငုံသုံးသပ်ရမယ်ဆိုရင်ဒီပရိပခါဟာနေဇာတစ်လျှောက်မှာနိုင်ငံရေးတင်းမာမှုတွေတည်တည်တသာမြင့်တက်လာစေခဲ့ပါတယ်။တစ်ဖက်မှာတော့ F16 လိုမျိုးခင်မီတိုက်လေယာဉ်တွေနဲ့စစ်ရေးအရာတိုက်ခိုက်မှုတွေပြင်းထန်လာသလိုနောက်တစ်ဖက်မှာတော့စီးပွားရေးအရာကြီးမားတဲ့ဆိုးကျိုးတွေကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်။ထိုင်းကုမ္ပဏီတွေဟာနေဇာကုန်သွယ်မှုလုံးဝပြတ်တောက်မှုတွေကုန်ထုတ်လုပ်မှုစရိတ်တွေမြင့်တက်လာမှုတွေပြင် ကမ်ဘောဒီးယားဈေးကွက်ကနေပါဖယ်ရှားခံရနိုင်တဲ့ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါကြောင့်အထက်ကျုပ်လုပ်ငန်းလိုမျိုးလုပ်ငန်းကြီးတွေဟာကမ်ဘောဒီးယားကထုတ်လုပ်မှုအခြေစိုက်စခန်းတွေကိုဖြည်းဖြည်းချင်းရွှေ့ပြောင်းဖို့စဉ်းစားရတဲ့အခြေအနေထိရောက်ရှိနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။